်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနထုတ်ပြန်ကြမြန်မာအခြေအနေနဲ့စံကျင်ဘက်ဖြစ်နေတယ်လို့ HRW ထုတ်ပြန်နေဆဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံသားတွေကိုယာယီနေထိုင်ခွင့်ရုပ်သိမ်းတဲ့အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနထုတ်ပြန်ချက်အချက်အလက်တွေမှားယွင်းနေတယ်လို့နိုင်ငံတကာလူ့ခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကထုတ်ပြန်ပါတယ်။မြန်မာမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့အပြင် အုပ်ချုပ်ရေးပိုင်းမှာလည်းမြင်သားတဲ့တိုးတက်မှုတွေတွေ့ရတယ်ဆိုတဲ့အကြောင်းပြချက်ပေးပြီးမြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ယာယီနေထိုင်ခွင့် TPS ကိုရုပ်သိမ်းချောင်းအမေရိကန်ရဲ့ပြည်တွင်းလုံခြုံရေးဌာနကထားတာဖြစ်ပါတယ်။ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန DHS ကမနေ့နိုဝင်ဘာ24ရက်ရက်စွဲနဲ့ရုပ်သိမ်းချောင်းကြေညာခဲ့ပြီးလာမယ့်ဇန်နဝါရီ26ရက်နေ့စတင်အသက်ဝင်မယ်လို့ဆိုပါတယ်။အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနနဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့အကြောင်းပြချက်တွေဟာမြန်မာနိုင်ငံအနေနဲ့စန့်ကျင်ဘက်သာဖြစ်တယ်လို့ထောက်ပြထားပါတယ်။ ဆေးဥစုကျင်းပမဲ့ရွေးကောက်ပွဲကိုလည်းကုလသမဂ္ဂအပါအဝင်တက္ကပါလုံးကအထူးရောက်ရွေးကောက်ပွဲအဖြစ်သာပြောဆိုနေတာကို Trump အစိုးရအဖွဲ့ကတာဝန်ရှိသူတွေနားလည်သိနေလို့ထုတ်ပြန်ထားပါတယ်။စစ်တပ်ကဆေးဥချုပ်ရေးကြီးညာထားတဲ့နေမျိုးတွေအများအပြားရှိနေသေးတယ်လို့လည်းဆိုပါတယ်။စစ်တပ်ကြောင့်အယက်သားထောင်ပေါင်းများစွာတိဆုံးခဲ့ရပြီးလူဦးရေ3.5တန်းကျော်ဆက်လက်နေရဲဆောင်ခွာထွက်ပြေးနေရကြောင်းကုလသမဂ္ဂကထုတ်ပြန်ထားတဲ့အချက်တွေလည်းရှိနေတာကြောင့်အမေရိကန်ထုတ်ပြန်ချက်ဟာအလွန်အမင်းဆိုးရွားတဲ့ထုတ်ပြန်ချက်တစ်ခုသာဖြစ်တယ်လို့လည်းဆိုပါတယ် လက်ရှိအမေရိကန်နိုင်ငံမှာယာယီနေထိုင်ခွင့် TPS နဲ့နေထိုင်နေတဲ့မြန်မာအယောက်၄000နီးပါးရှိနေပြီးအများစုဟာနေရက်ပြန်ပို့မဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီလို့လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Human Rights Watch ကဆိုပါတယ်။ဆက်လက်ပြီးနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့ Australia အထက်လွှတ်တော်အမတ်တို့တွေ့ဆုံပြီးအထူးရောက်ရွေးကောက်ပွဲဆန့်ကျင်ရေးဆွေးနွေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်နဲ့ Australia နိုင်ငံအထက်လွှတ်တော်အမတ် ဂျင်းစမစ်တို့အကြားနိုဝင်ဘာ24ရက်ကဩစတြေးလျနိုင်ငံကင်ဘရာမြို့မှာတွေ့ဆုံခဲ့ကြပြီးအတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကပြည်သူတွေကိုတက်ဖြတ်နေတဲ့အကြံဖတ်စစ်အုပ်စုကိုဆန့်ကျင်ရေးရှင်းတို့ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုညှင်းပယ်ရေးဂျိုးပတ်မှုတွေမှာပုံမှုပေါင်းစပ်ညှိနှိုင်းမှုအကောင်းလာစေမဲ့နိလန်းတွေကိုဆွေးနွေးခဲ့ကြပါတယ်။ ဒါပြင်ပြည်တော်စုဝင်ကြီးကမြန်မာပြည်သူတွေအတွက်တရားမျှတမှုဒီမိုကရေစီနဲ့ပြည်သူ့ဆန္ဒတွေကိုအားပေးထောက်ခံနေတဲ့အထက်လွှတ်တော်အမှန်ဒင်းစမစ်ရဲ့ပံ့ပိုးကူညီမှုတွေကိုလည်းကျေးဇူးတင်ရှိရလို့ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးအေအေထင်းချုပ်မကြီးစင်ဘက်ကစစ်ကောင်စီစစ်ကြောင်းထိုးလာ၍တာပေါင်းနှင့်ရွှေတောင်ရံကြားတွင်ထိတွေ့တိုက်ပွဲများရှိနေတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။အရကတက်တော်အေအေသိမ့်ဖိုက်ထင်းချုပ်ထားသောရခိုင်နှင့်အေယာဝတီတိုင်းအဆက်ရှိမကြီးစင်နှင့် ပေါ်မီကန်းကြီးဘက်ကိုစစ်ကောင်စီကတာပေါင်းကနေစစ်ကြောင်းထိုးလာနေပြီးတာပေါင်းအနောက်ဘက်ခြမ်းတွင်ရွှေတောင်ရံမြို့ကြားတွင်ထိတွေ့တိုက်ပွဲများရှိနေကြောင်းဒေသခံတရေရင်းမြစ်များထံမှသိရပါသည်။ခွားမြို့နယ်ကိုသိမ့်ပိုက်ပြီးနောက် AAD အေယာဝတီတိုင်းရွှေတောင်ရံမြို့နယ်မကြီးစင်ရွာနှင့်ပေါ်မီကန်းကြီးတို့ကိုရက်ခုနှင့်အစောပိုင်းတွင်သိမ်းပိုက်ထိန်းချုပ်ခဲ့ပါသည်။ကြားတဲ့တွင်တိုက်ပွဲမရှိဘဲ ရင်သက်နေရာကနေပြီးခဲ့တဲ့နိုဝင်ဘာ20ရက်နေ့ကစ၍လက်နက်ကြီးတန်းများချရပြီးရွှေတောင်ရံနှင့်တာပေါင်းမြို့နယ်ကြားတွင်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟုတာပေါင်းမြို့ကံတရင်ရင့်မြစ်တအူကပြောပါရယ်။တာပေါင်းနဲ့ရွှေတောင်ရံကြားမှာလက်နက်တန်းချရတာဒီနေ့ဆို၄ရက်မြောက်ရှိပါပြီ။တိုက်ပွဲတွေဖြစ်နေတယ်လို့တော့ပြောကြတယ်။ဒီနေ့တော့လက်နက်တန်းမချရသေးဘူး။စစ်ကောင်စီဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးတန်းတွေပါ။တိုက်ပွဲဖြစ်ပွားရာနေရာတွေနဲ့ဒီလိုပဲလှမ်းလှမ်းပြီးရွာတွေကိုပြစ်ခတ်နေတာဟုပြောပါရယ်။ ဖကြီးစင်ရွှေတောင်ရံနှင့်တာပေါင်းမြို့ကြားရှိလေပြူကြီးရွာဘက်တွင် AA နှင့်စစ်ကော်မရှင်တပ်တို့ကြားတိုက်တွေ့တိုက်ပွဲများရှိနေသည်ဟုဒေသခံသတင်းရင်းမြစ်ကပြောပါရယ်။တိုက်ပွဲများကြောင့်မကြီးစင်တာပေါင်းလမ်းမှာသွာလာ၍အဆင်မပြေကြောင်းနှင့်ရွှေတောင်ရံချောင်းသာတာပေါင်းလမ်းမှာသွာလာ၍နည်းနည်းအဆင်ပြေသည်ဟုရွှေတောင်ရံမြို့ကန်တအုပ်ကပြောပါရယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကလက်နက်ကြီးတန်တွေကြားရတာတော့မှန်ပါတယ်။သွားလို့လာလို့တော့ရနိုင်ပါသေးတယ်။တိုက်ပွဲကရိုးတောင်တန်းတွေပေါ်မှာဖြစ်နေတာဆိုတော့မြို့တွေနဲ့တော့နည်းနည်းလှမ်းပါသေးတယ်။ ဒါပေမဲ့တတိထားပြီးတော့သွားနေရတာပေါ့ဒေတာကန်ပြည်သူတွေကတော့စိုးရိမ်တာပေါ့ဗျာစစ်ပွဲမရှိလေကောင်းလေပါပဲဟုပြောပါတယ်အရကတက်တော့အေအေတီအရာဝတီနဲ့ရခိုင်အဆက်ခွားငတိုင်းချောင်းလမ်းပေါ်ရှိစစ်ကောင်စီအမှတ်300လေးဆက်လေးအမြောက်တက်ရင်ကိုထိုးစစ်ဆင်တိုက်ခိုင်းနေကြောင်းဒေတာကန်တတိရင်းမြများကပြောပါတယ်ခွားငတိုင်းချောင်းလမ်းကအေအေကထိုးစစ်များကိုရောကြစေရန် စစ်ကောင်စီသည်တာပေါင်းမြို့ကနေတဆင့်ရွှေတောင်ရံမြို့အနီးကဖြတ်၍အေးအေးထိန်ချုပ်ထားသောဗောမီနစ်မကြီးစင်ဘက်ကိုဝင်ရောက်ရန်စစ်ကြောင်းထူးနေခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်များကသုံးသပ်ကြပါသည်။ဒီပြင်စစ်ကြောင်းများအားအထောက်အကူဖြစ်စေရန်ဂွပင်လေပြင်ရှိစစ်ကောင်စီတင်ပေါ်များမှရွှေတောင်ရံဘက်သို့ဆင်းလာပြီးလက်နက်ကြီးဖြတ်ခတ်မှုများဖြင့်စစ်ကူပေးနေကြောင်းသိရပါသည်။အာရကတက်တော် AA သည်အေယာဝတီတိုင်းအပြင် ပကိုမကွေးတိုင်းတွင်လည်းရက်ခိုင်ပြည်နှင့်ထိစပ်နေသောနေရာများတွင် စစ်ကောင်စီတရင်တက်စခန်းများအားဒေသခံပြည်သူကောက်ွက်ရေးတပ်ဖွဲ့များဖြင့်ပူးပေါင်းကာထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရပါသည်။ဆက်လက်ပြီးတော်လန်ရေးအင်အားစုများအထူးကိမရှိပဲအကြံဖတ်စစ်တပ်စစ်ကြောင်းပြတ်တိဆုံခဲ့သည့်ခင်ဦးမျိုးနယ်တိုက်ပွဲဆွဲတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။စကိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းတော်လန်ရေးအင်အားစုတွေနဲ့အကြံဖတ်စစ်ကော်မရှင်တို့တိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်ကော်မရှင်တပ်စစ်ကြောင်းပြတ်တိဆုံးခဲ့ရတဲ့တိုက်ပွဲရုပ်တံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးနေကဒီကနေ့ထုတ်ပြန်ပါတယ်။နိုဝင်ဘာ23ရက်နေ့လပိုင်းကအင်အား180ခန့်ရှိတဲ့အကြံဖက်စစ်ကော်မရှင်တပ်သားတွေမုံလရွာကနေပြင်ထောင်ရွာသို့သွားတဲ့အလန်းတနေရာတော်လန်ရေးပူပေါင်းတပ်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲမှာအကြမ်းဖက်စစ်သားတွေအများအပြားသေဆုံးခဲ့တယ်လို့စစ်ကြောင်းပြက်ကအလောင်းတွေကိုခြံထားခဲ့ပြီးစစ်ကြောင်းတစ်ခုလုံးစုတ်ခွာထွက်ပြေးသွားခဲ့ကြရပါတယ်။စစ်စင်ရေးအတွင်းစစ်ကော်မရှင်တပ်ထံကနေငှက်ချင်းမီတလန် MA1 ဆယ်လန် MA2 သုံးလန် BA100 60mm ကွန်မန်ဒိုစိန်ပြောင်းတလက် MA3 တုံးလက် MA4 တလက် G3 လေးလက် MES စနိုက်ပါတလက် M1 ငါးလက်နဲ့ဆက်ဆက်ကြီးခရဲအစုံအများပြားကိုတင်စီရရှိခဲ့ပါတယ်အစောပိုင်းတိုက်ခိုက်မှုကိုအမတ်နှစ်ရွှေဖို့ခရိုင်အမှတ်3တက်ရင်ခင်ဦးမြို့နယ်ပါကာဖာတိုက်နယ်1235ပါကာဖာနဲ့ခင်ဦးမြို့နယ်ပါလာဖာတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးအကြံဖတ်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲဟာလူထုကိုစစ်ဖက်နှက်အောက်ကရုံးမထွက်ရအောင် ဆင်ထားတဲ့ထောင်ချောက်ဖြစ်ဟု KNU ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်စီဂျိုးပန်းနေတဲ့ရွှေကောက်ပွဲဟာပြည်သူလူထုကိုစစ်ဖက်နဲ့အောက်ကရုံးထွက်မရအောင်ဆင်ထားတဲ့ထောင်ချောက်ဖြစ်တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ကိုယ်စားလှယ်စောစာလာမှုကသတိပေးပြောကြားလိုက်ပါတယ်။တန်လွင်ကမ်ပိန်းကလုပ်တဲ့အထူးရောင်ရွှေကောက်ပွဲအပေါ်လူထုရဲ့တုံ့ပြန်မှုအခြေအနေစကားဝိုင်းဆွေးနွေးပွဲမှာစောစာလာမှုကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲဟာပြည်သူလူထုသဘောထားနဲ့ကန့်ညီမှုမရှိပြည်သူဆန္ဒမပါတဲ့ရွေးကောက်ပွဲဖြစ်လို့နှစ်ပေါင်း80ကျော်ကြာကာလအတွင်းပြည်သူတွေတောင်းတနေတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်နိုင်ဖို့မဖြစ်နိုင်ဟုစောစာလာမှုကပြောပါတယ်။လူလတ်မှုနဲ့တရားမျှတမှုမရှိတဲ့အပြင်ဒီလောက်ရက်တွေကပြည်သူလူထုအတွက်တကယ်ရည်ရွယ်ချက်ရှိရှိနဲ့စစ်တပ်ရဲ့စစ်ဖက်နှက်အောက်ကနေရုံထွက်လို့မရအောင်ဆင်ထားတဲ့ထောင်ချောက်ကြီးဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ ကျွန်တော်အနေနဲ့ကတော့ပြည်သူလူထုတွေလိုလားတောင်းတတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်နိုင်လိမ့်မယ်မထင်ဘူးဆိုတဲ့သုံးသက်ချက်ဖြစ်တယ်လို့စောစာလာမှုကပြောပါရယ်။ဒါပြင်စစ်တပ်ရွေးကောက်ပွဲဟာစစ်မှန်တဲ့နိုင်ငံရေးဖြည့်ရှင်ချက်မဟုတ်ဘူးလို့လည်းသူကပြောပါရယ်။ အာနာသိန်းတဲ့ဖြစ်စဉ်တွေကြည့်ရင်နိုင်ငံရေးနဲ့ပတ်သက်တဲ့ဖြည့်ရှင်းချက်မတွေ့ရဘဲစစ်တပ်သက်ဆိုးရှိဖို့အာနာကြီးထွာလာနိုင်ဖို့နဲ့စစ်တပ်အင်ပါယာတည်ဆောက်နိုင်ဖို့သာလှုပ်ဆောင်နေတာတွေ့ရကြောင်းပြောပါရယ်အကယ်၍ရွေးကောက်ပွဲဖြစ်မြောက်ပြီးပါကအင်အားနဲ့တဲ့လူမျိုးစုတော်လည်းအင်အားစုတွေကိုစီယုံပြီးလက်နက်နဲ့ငင်းချမ်းရေးအပါအဝင်ပြည်သူတွေကိုအမျိုးမျိုးနဲ့လှည့်ပြားတာတွေစစ်တပ်ဘက်ကပြုလုပ်မှာဖြစ်တယ်လို့တကယ်လို့လှည့်ပြားမရရင်လေစစ်ရေးအရာထိုးစစ်စင်တာတွေလှုပ်ဆောင်မှာဖြစ်ကြောင်းစောစာလာမှုကပြောပါရယ် KNU ကလည်းစစ်တပ်ရွေးကောက်ပွဲစန့်ကျင်ရေးနှိုးဆော်ချက်တွေပြုလုပ်ခဲ့ရာနိုဝင်ဘာ24ရက်နှိုးဆော်ချက်မှာအကြမ်းဖက်လူသက်စစ်ဖက်နှက်အောက်တွင်တရားမျှတသောရွေးကောက်ပွဲလုံးဝမရှိနိုင်ပါလို့သတိပေးထားပါတယ်။ဒါကြောင့်စစ်တပ်လုံးမဲ့အထူးရောက်ရွေးကောက်ပွဲကိုစန့်ကျင်ဖို့စစ်အာဏာရှင်စနစ်နဲ့မြည်သည့်အာဏာရှင်စနစ်မဆိုခြုံငိမ့်ပြီး Federal Democracy ပြည်တော်စုတည်ဆောက်ဖို့ KNU ကတိုက်တွန်းထားပါတယ်။ဇမိုင်းတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။